ဧပြီလ30ရက်နေ့ကတိုက်ခတ်တဲ့လေဆင်နှမောင်းနဲ့မိုးသည်တန်စွာရွာသွန်းမှုကြောင့်ဘကိုးတိုင်းရွှေတော်မြို့နယ်ကကျေးရွာတချို့မှာအိမ်တွေပျက်စီးခဲ့ပါတယ်ဒီသတင်းကိုကိုမင်းညိုပေးပို့ထားပါတယ်ရှင်ဟေးအောက်ဆီဂျင်နဲ့အောက်ဆီဂျင်နဲ့တိုက်အောက်ဆီဂျင်နဲ့အာတကယ်မုန်းနေကြီးဒီပြလာ30ရက်နေ့ညနေ3:00နာရီကျော်ကကတိုက်ခတ်တဲ့လေးစင်နှမောင်းကအရွှေတောင်မြို့နယ်ကြီးတဲ့ကျွာရောင်လာရွာတရက်ချောင်းလက်ပံမှုရွာသားရပိန်အင်းမြောက်ပိန်အင်းတောင်ကုန်းရှူကင်းသာအင်းစာရ ကျောင်းစုကြက်ကြီးကုန်းအပါဝင်ကျေးရွာအုပ်စု32အုပ်စုကအိမ်60လုံးပြိုလဲပျက်စီးခဲ့ပြီးအိမ်ပေါင်း1230လုံးအမိုးလံပျက်စီးခဲ့ကစာတင်ကျောင်း8ကျောင်းဖုံးတော်ကြီးကျောင်း14ကျောင်းတို့ပါပြိုလဲပျက်စီးခဲ့ပါတယ်။မိုးချိုးပြစ်ခတ်ရတဲ့နွား3កောင်လည်းတည်ဆုံသွားပါတယ်။လေညနေ3နာရီလောက်ဟုတ်ဟုတ်တယ်3နာရီလောက်3နာရီလောက်ကဟိုးဟာလေလုံးကြီးတက်လာတာလေလုံးကြီးတက်လာတဲ့ကအနောက်မြောက်ကနေလာတာလေလုံးကြီးတက်လာတဲ့အချိန်မှာဒီရလေးလုံးလုံးကလေတော့တာလာပြီးတော့အိမ်မမနေရဘူးသူတို့တွေဆင့်ကြည့်တာဟုတ် တင်းလက်စင်ပြောဝုံဝုံဆိုတော့နှစ်ချက်ပဲတောင်းလိုက်ရတယ်ဒါတွေအကုန်လုံးဒီတောင်ခွေးတဲ့တန်းလုံးသွားတာပဲဟိုဘက်ကအောက်ကလိုက်တယ်ပေါ်နေလဲမှာတလာပတ်ဒီမိုးထတာအကုန်လုံးအကလိုက်ပြီကျွန်မတို့နောက်ခွေးတန်းလေကျွန်မတို့နောက်ခွေးတန်းကိုအဲ့လိုဖူးတိုက်သွားတာအပေါ်ကလည်းကြားတဲ့မိုးတီကကျွန်မတို့ဟုတ်ခဲရလူတွေကိုနားမှန်တာအဲထဲမှာမိုးတီကောက်ကြည့်လိုက်တော့မိုးတီဒီမှာလက်မလောက်လုံးပါလိမ့်နှစ်ယောက်လုံးတို့ထိုင်နေတော့ဟိုကသူ့ချိုက်ပြီးပြေးလာတာနဲ့အခုလည်းဖြစ်ထွက်တယ်ဟုတ်ဟိုမှာတားလိုက်ပါရှင်ဟုတ်ဟိုယူပါနန်းကြီးနဲ့ကိုအိုးဟစ်လာတာလေဟုတ်ပထမတော့ဒီလိုပဲမြေကြီးဆင်းထိုင်နေတာ ဟိုအကိုင်းကြီးကအရင်ကျိုးပြက်လွန့်နေလွန့်နေတော့အာရာသေးတယ်မင်းရာသေးတယ်သူဟိုနှစ်ယောက်သားငုံတို့ထိုင်နေရတယ်နော်ဟိုဘက်ကအိမ်ချွတ်ချက်ကြီးကဘုန်းသူပြေးလဲတော့ဟာမနေသွားမှသာဘူးဟိုအိမ်ဟိုအိမ်ရှိတဲ့ကိုအတင်ထွက်ပြေးနောက်တစ်နေ့မနေ့မှာရွှေတော်မြို့နယ်လွတ်တော်ကိုစလဲရင်နဲ့ပုတ်ချုပ်ရေးမှုတို့ကပျက်စီးသွားတဲ့ခြေရွာတွေကိုဆင်ပြီးစစ်တမ်းကောက်ယူခဲ့ကြပါတယ်ဒါတော့ကျွန်တော်မနေ့ကညပဲဆိုတော့ဆိုလို့ရှက်ရှိတင်ထားရှင့်ဒီစီကဘလို့လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရတယ် ရွှေတော်မြို့နယ်ထဲမှာအခုလိုဖြစ်တာဧပြီလထဲမှာကို၄ချိန်မြောက်လေပြင်းတိုက်ပြီးအိမ်တွေပြိုကျခဲ့တာဖြစ်ပါတယ်။အခုဒီချိန်ကအပြင်းထန်ဆုံးဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ကလည်းပြည်မြို့အထွက်နဲ့ကံမမြို့နယ်တွေမှာလေပြင်းတိုက်ပြီးအိမ်တွေပြိုလဲပျက်စီးပြီးအမိုးလာလာတွေဖြစ်ခဲ့ပါတယ်။ကျွန်တော်မင်းညိုကြီးတဲ့မြို့ကနေပြေပို့ထားတာပါ။